ဟိုဒီအရှင်းတော့ဘယ်လောက်လဲဟိုဝယ်စရာတထောင်ပါဟိုကျွန်တော်တို့လေဒီကိုလိုင်အောင်ရတာဆိုတော့9000တော့ပို့ပေးပါ အမလီ9000လေးများ AC 2000ပေးလိုက်မယ်2000တရတော့ဖိုးထူးတို့တွေကသူတို့ရွာနောက်မှာတယောက်တည်းနေတဲ့အဖွားမြိုင်ကို ရောက်လာခဲ့ကြတယ်။မိဝိုင်းကဖွားမြိုင်ဖွားမြိုင် ဟေးဖွားမြန်ရဒီမှာကွထင်းမုံနာမှာဟမ်ဩဖွားမြန်ရဟိုနာမှာပဲဒလုံးနေပို့ထူးလို့လေအပွားမြန်ရှိနေတဲ့ထင်းမုံနာကိုတောင်းလိုက်ကြတယ်ထင်းမုံနာကိုရောက်တော့အပွားမြန်ကထင်းတွေကောက်နေအောင်မြင်လိုက်ရတာပါဟာဖွားမြန်ထင်းတွေကိုတောင်းယူလာခဲ့ပြီပါမင်းဟုတ်တယ်ဘဘွားရဲ့သမီးတို့အိမ်ထဲမှာပဲသွားဆောင်ကြမယ်နော်။အေးကွယ်ကျေးဇူးပါပဲ။ တလုံးနဲ့မိဝိုင်းလေးအဖွားမြိုင်ကိုတွဲပြီးတော့အိမ်ထဲကိုဝင်သွားလိုက်တော်ရီတော်ပေါ်ကငပိငါလက်ကူပေးမယ်လေအေးအေးတယောက်နဲ့နဲ့စီသေးကြတာပေါ့အိမ်နောက်တော့ပိုးတူတို့သုံးယောက်သားလေးတင်းတင်းနဲ့စီသေးပြီးတော့အဖွားမြိုင်အိမ်နောက်ကိုဝင်သွားကြတော်ရီတလုံးနဲ့ပိုးတူတို့လည်းအဖွားမြိုင်ရဲ့အေကန်းရှိမှဝင်တိုင်းလိုက်ကြတယ်ပိုးတူကဖွားမြိုင်ဟိုသားတို့ထင်းနေအများကြီးကိုအိမ်နောက်ဘက်မှာထားပစ်ထားတယ်ဗျာ ခဏနေရင်လဲခတ်သွားပေးပါမယ်။အေးကွယ်မြီးလေးတို့လာကူပေးလို့ကျေးဇူးတင်ပါတယ်။မဟုတ်တာပဲဘဝရဲ့။တမီးတို့ကရင်ထဲကလာကူပေးတင်တာပါ။တမီးတို့နောက်ကျမှသိမိလာခင်ရလို့စင်မကောင်းပါဘူး။စင်မကောင်းမှဖြစ်ပါနဲ့မြီးလေးတို့ရဲ့။ဘဝကစင်းကိုပြုတ်ထားရရှိ။အဲ့ဒါကျွေးမယ်နော်။ရပါတယ်ဘဝရဲ့။တားရောအိမ်ကနေတမင်းစားလာခဲ့။ဟမ်တာဘိုက်စားတယ်ဘောဘောတာအင်ကနေဘာမှစားမလာရအောင်အေးကွယ် ဒါဆိုရင်ခဏလေးစောင့်နော်အဲ့လိုပြောပြီးအဖွားမြိုင်ကနောက်ဖေးကိုဝင်သွားခဲ့တော်တယ်မိဝိုင်းကတုပ်ဘောတို့ကတော့ငက်ပြီငါတို့အဖွားမြိုင်ကိုကူဖို့လာတာနော်အဲ့ဒါလေးတတိယအောင်သိပါရဲ့ကဒါမဲ့လူကြီးတွေကြွေးတာကိုမငင်းနိုင်ဘူးလေအေးပါစစအင်ဂျင်နီကိုဟိုကြည့်တီကြည့်ရှောက်ကြည့်နေရဖို့တူအောင်ငါပဲဖွားမြိုင်ကအပေါပြဲတွေနဲ့ဖြစ်နေပြီဟဲ့အေးနော် ိမ်ကပြန်ပြင်သိနေပြီတို့တွေဘယ်လိုလုပ်ကြမလဲဟမ်อืมဒါဆိုဖွားမြိုင်ရင်ကိုပြန်ပြင်ပေးကြမလားကောင်းတာပဲဒါဆိုအိမ်ပြင်ပေးဖို့ပစံကိုဘယ်ရောက်သွားရှာကြမှာလေဟာငပိန်အဲ့လိုပြောနေတော့ဖွားမြိုင်ကကစုံပြုတ်ပကံကိုကင်ပြီးတော့ပြန်ရောက်လာခဲ့တယ်။ကဲမြင်းလေးတို့ရေကစုံပြုတ်စားကြမအောင်။ဟုတ်ကဲ့ပါဖွားဖွား။အိမ်နောက်တော့အကောင်လုံးကဖွားမြိုင်ကျွေးတဲ့ကစုံပြုတ်ကိုအပါတရာစားလိုက်ကြတော့တယ်။ ဝါးဖောင်းမြိုင်ကျွေးတဲ့ကစုံကအရမ်းချူတာပဲဟုတ်တယ်မြင်လေဒီကစုံတွေကလေဖမကိုယ်တိုင်စိုက်ထားတာအော်အဲ့ဒါကြောင့်အရမ်းစားကောင်းနေတာဟုတ်ညနေပိုင်းရောက်တော့ပိုတူတို့အဖွဲ့လေးအဖွားမြိုင်ကိုလိုအပ်တာတွေလုပ်ပေးပြီးတော့ပြန်လာနေခဲ့ကြတာပါငါပိတို့တွေတရေရွာမှာဈေးသွားရှောင်းပြီးတော့ပတ်စံရှာကြမလားတရေရွာမှာဈေးသွားရောက်မယ်ဖြစ်ပါမလားဘိုးတို့က ိတ်ဖြစ်တာပေါ့ငပင်ကဘာလို့ဆိုသူတို့လိုအပ်တဲ့ပစ္စည်းတွေကိုလူသားတွေရှိတဲ့ရှောင်းမှာလာဝင်နိုင်ကြအောင်လीဒါဆိုဈေးအောင်ပြီးပဲချိန်မှာ တို့တွေဖွားမြိုင်ကိုအိမ်ပြင်ပေးနိုင်ပါလေအေးလीဒီတိုင်းဆိုနောက်နှစ်တောင်မှပြင်ပေးနိုင်မှာမလားဗျအဲ့ဒါတော့စိတ်မကူပါနဲ့ဟာငါမှအကြံရှိဘယ်လိုကြံလဲအဲ့ဒါတော့နောက်တော့သိမှာပေါ့ကွာနော်တော့စင်မင်းတို့မှစုထားတဲ့ငွေတွေဘယ်လောက်ရှိကြလဲငါမှတော့၅သန်းလောက်ရှိမယ်ထင်တယ် ဝါမိငိုင်းကဘောစီမှာပဲငါမှာတော့2000လောက်ပဲရှိမှာငါမှာလည်းသိမရှိတာဟု3000လောက်ပဲရှိမှာကွာโอเคโอเคဒါလောက်ဆိုရတယ်ငါမှာရှိတာတွေငွေတွေနဲ့ဆိုရင်အမ်အကုန်တသိန်းတော့ကျော်မှာပါဒါလိုလို့လေမနဲ့ပြန်မနဲ့ဈေးထဲမှာစုံကြမယ်ငွေရောယူလားမလားဒါဘောတော်ဘွယ်ကငွေယူမလာရင်ဘာနဲ့ဈေးဝယ်ကြမှာလဲအဲ့ဒါဆိုလေပြီးရောမနဲ့ပြန်မှာစုံကြတာပေါ့အိမ်တော့ ဖိုးထုတော့လည်းခက်သက်သက်လျှောက်ပြီးတော့ပြန်သွားခဲ့ကြတယ်။နောက်နေ့မနေ့ရောက်တော့ဖိုးထုတော့ကောင်းလုံးကဇီးထဲမှာလူဆောင်နေခဲ့ကြတာပါ။ကဲဆရာကြီးဖိုးထုဘယ်ရောက်ဆောက်ဝဲကြမှာလဲ။အင်းမင်းကအလကုံဆိုင်မှာအလကုံတွေကိုကြီးကြပ်ဝဲလိုက်။ငပိန်နဲ့တော်ပေါ်ကကုံဆောင်ဆိုင်မှာတော့ဝဲလိုက်ကြ။ငါကတော့ဟိုဆက်ဆက်ဒီဆက်ဆက်လိုက်ဝဲလိုက်မယ်။အဲ့လိုပြောပြီးဖိုးထုကသူ့ရဲ့တရားပစံထုတ်ပြီးတယောက်နဲ့နေစီပြေးလိုက်တယ်။ မင်းတို့ဈေးဝယ်ဈေးစီပြီးဝဲကြအောင်နော်ပြီးတော့အကုန်တမျိုးစီလက်ကမ်းရနိုင်မလားဆိုပြီးတေချာမေးပြီးဝယ်တိလားအားဆိုလဲမင်းလေဒုနဲ့လိုက်ခဲ့လေကွာဟာအဲ့လိုအတူစုပြီးသွားနေဘယ်အချိန်မှတရေရွာကိုဈေးသွားရောက်ကြမှာလဲဟုတ်သားပဲကဲကဲလူစု껙ပြီးတော့သွားကြမယ်ဟာဒီလိုနဲ့သူတို့အဖွဲ့လည်းလူစု껙ပြီးတော့ဝယ်စရာရှိအောင်ဝယ်ချောင်းဖို့အတွက်ထွက်သွားကြတော့တယ်အနောက်တော့ဖိုးထူးနဲ့မိဝိုင်း ဝယ်စရာရှိတာကိုဝယ်ပြီးဈေးပြင်မှာစောင့်နေခဲ့ကြတယ်။ဘုဒ္ဓဝါသူကင်ထားတဲ့ခြင်းကိုကြည့်လိုက်ပြီးငါဝယ်လာတဲ့ပစ္စည်းတွေစုံမမလားမသိဘူး။မြို့ဝင်နင်းအောင်အလားကုန်ပြီးစုံရက်လား။ဒီမှာကြည့်ပါလား။နေပေးလိုက်တဲ့ငွေပေါင်းစားနဲ့ဘလို့လို့ဆောင်ဝယ်နိုင်မှလည်းဟ။အေးပါ။နေရခဲ့တာတော့လည်းမစိုးပါဘူး။ဒါနဲ့ငပိန်တို့နှစ်ယောက်ကကြာလိုက်တာဟာ။ဘုဒ္ဓအဲ့လိုပြောနေတော့ငပိန်နဲ့တော့ဘောကား ချင်းကြီးကိုဝါတမိုးနဲ့ဒူတန်ပြီးတော့သူ့တို့နောင်ရောက်လာခဲ့တာပါ။ကဲဖိုးတူကြီးဒီမှာငါတို့ဝဲလာတယ်။အေးကွာပုံစံကြည့်ရတော့ပစ္စည်းနဲ့စုံမဲ့ပုံပါပဲ။အဲ့လိုဆိုအချိန်မလိခင်တရေရွာကိုဇေယျမှုအတွက်သွားကြတော့မလား။ Okay လीသွားကြတော့ပေါ့။ဒီလိုနဲ့ဖိုးတူတို့လည်းချင်းတွေကိုစီနေအဲ့နေရာကနေထွက်လာခဲ့ကြတယ်။အတန်ကြာအခင်းနဲ့လာခဲ့ပြီးနောက်တော့တရေလမ်းသွားလမ်းလာရင်းများတဲ့ တရဲရွာလေးကိုရောက်လာခဲ့တာပါ။ကဲတို့တွေဒီမှာပဲခြောက်ရောင်းကြတာပေါ့။ဟမ်ဒီမှာကြီးခြောက်ရောင်းတော့မလို့လားဘူတူက။ဟုတ်တယ်မိဝါရဲ့ဒီလမ်းလောက်လူစုံတဲ့နေရာမရှိတော့ဘူးကြီး။အေးပါအဲ့လိုဆိုလဲရောင်းကြတာပေါ့။ဒီလိုနဲ့ဖိုးထူးတို့လည်းလမ်းမေးမှာကင်းခန့်လိုက်ပြီးသူတို့ဝယ်ထားတဲ့ပစ္စည်းတွေကိုထုတ်ပြီးတော့ခြောက်ရောင်းတော့တယ်။ဖိုးထူးတို့ဇီးရောက်တော့မြင်တော့လမ်းတော့လဲလာတရဲတွေက သွားစရာရှိရဆက်မသွားတော့ဘူး။သူတို့ဘယ်ဇီယောင်းနာကိုစိတ်ဝင်စားနေကြည်နေကြတာပါ။မိုင်းတင်းမတို့အလကုံနေပါရဲ့နော်။အလကုံနေ။ဒလုံးနေရက်ကြည့်နေရင်တင်းမနှစ်ယောက်တည်းရတယောက်ကဟေးအလကုံနေတဲ့တော့မေးသွားကြည့်ကြမလား။အေးသွားလေ။ငါလည်းလူသားနေနေရဲ့ရှောင်းမရောက်တာကြာလို့အလကုံမွေးဖြစ်တာကြာပြီဟ။အေးအေးအဲ့လိုဆိုသွားကြည့်အောင်။အနောက်တော့တင်းမနှစ်ယောက်နေ။ ပိုဒူရိုအဖွဲ့ဇီယောင်းနေရင်တော့ကတ်သွားခဲ့တယ်။တယမမေကြီးကဟိုဒီအိုင်ရှဲတော့ဘယ်လောက်လဲ။ဟမ်မြို့ဝိုင်းနေအလားကုန်ဝယ်ခဲ့တဲ့ပေါင်းချောင်းပေါင်းချာလားဒီမှာလေရောက်အဲ့လိုပြောပြီးတော့ပိုဒူကိုပေါင်းချာဆောင်ရွက်ပေးလိုက်တယ်။အင်းအိုင်ရှဲတော့ဝယ်စည်းများတယ်ဗျ။ဟမ်ဘယ်လောက်များလို့တော့ဟိုဝယ်စည်းက1000ပါ ဟိုကျွန်တော်တို့လေဒီကိုလာရောက်ရတာဆိုတော့9000တော့ပို့ပေးပါအမလီ9000လေးများ AC 2000ပေးလိုက်မယ်2000ဟင်းတကယ်လားအီမိုင်းတည်းရမတကယ်ပေါ့တော့တို့တွေလူသားရိယာကိုတော့ရလူမမြင်ရတာအတက်တောင်ပို့ပေးတင်သေးတယ်ဟုတ်ကဲ့ဟိုကျေးဇူးတင်ပါတယ်မိုင်းတည်းရမဟိုပြီးတော့လေခုစောင်းနေလဲရောက်နေပြီဆိုတော့အသားရည်တွေ၆သွေးရတဲ့ကောက်ွယ်နိုင်အောင်ဟိုစကင်ကဲလေးတွေဝယ်သွားပါအောင်လားနောက်ထပ်တည်းရမတယောက်က ဟေးအတော်ပဲကျုပ်သားကြီးက6တွင်နေလို့စိတ်ညစ်နေဟာဝဲမဲဝဲမဲဒလုံးနဲ့တရေမနှစ်ယောက်လေအလောက်ကွန်လေးကိုနှစ်ဆားလောက်ပြီးပြီးတော့ဝဲသွားခဲ့ကြတော့လားတရေမနှစ်ယောက်ပြန်သွားအနေတုတ်ပေါ်ဟာဝါအရမ်းမိုက်တာပဲမိုင်းတရေမတို့ကဘာလို့ခုလောက်ဒီသဘောကောင်းကြလဲအဲ့ဒါသူတို့အတွက်တန်လို့ပေါ်ဟာအဲ့ဒါကြောင့်မို့ပို့ပေးသွားတာအော်အဲ့လိုကိုကလေးတွေ ငယ်သီးမုံနဲ့အရောင်တင်မုံနေပါလားပြီးတော့ငပိရောအကုန်ပါပါလေဗျဟေးကန်ကောင်းလိုက်တာဟိုနောက်လေးမြမြလာရောက်တော့အမြင်အားပေးနေမသိလားဟုတ်ကဲ့ပါဗျအဲ့လိုနဲ့ဒေါ်ဟိတရင်တွေလေလူရတာတွေကိုဝယ်ပြီးငွေတွေပို့ပြီးလို့ပြန်သွားခဲ့ကြတယ်ဝါဖို့တူးကြံတဲကောင်းပါလားတရင်တွေအတွက်ရောဒို့အတွက်ရောအကျိုးရှိသားပဲဒါဘောဟာငါစောစောတွေကမြင်းမိသားပါဟာ ဒလုံနဲ့ဖိုးတူတို့စည်းဆိုင်မှာတရေတွေတယောက်ပြီးတယောက်ပြောင်းလာခဲ့ပြီးတော့သူတို့ပါသည်များပစ္စည်းတွေလည်းအကုန်ရောင်းကုန်သွားခဲ့တယ်။ညနေဆောင်အချိန်ရောက်တော့ဖိုးတူတို့လည်းကျင်းလွတ်တီကိုင်းပြီးတရေရွာပြင်ဘက်ကိုထွက်လာခဲ့ကြတော့တာ။ဖိုးတူဒီတိုင်းတပတ်လောက်ရောင်းလိုက်ရင်တို့တွေဖွားမြိုင်ကိုပြင်မေးနိုင်လောက်ပြီနော်။ဟုတ်တယ်ဟ။ဒီနေ့ဒီတိုင်းနောက်နေ့ရလဲရောင်းရဖို့အတွက်စူတောင်းကြတာပေါ့။ ဒါနဲ့ငါထရံရောင်းတဲ့ဦးလေးကင်ကိုထရံစီသွားမိထားသေးတယ်ဟာဟုတ်လားဦးလေးကင်ကဘာရဲ့လဲထရံတွေဈေးတက်သွားမိမယ်အရင်ဈေးတိုင်းရောင်းမိမယ်လို့ပြောခဲ့တာဟာပြီးတော့ငါတို့ဖွားမြိုင်ကိုကုညင်နေရာလေးတည်သွားရောသူလဲထရံတစ်ချက်ပောင်ဝင်ကုညင်မယ်လို့ပြောခဲ့တာကွဟိုးအဲ့လိုဆိုရင်မိုက်တောင်ပေါ့တို့တွေရှာလို့ပို့နေဖွားမြိုင်အတွက်လိုအပ်တဲ့နေရာမှာသုံးလို့ရတယ်ဟုတ်တယ်ဟာကဲကဲခုအချိန်လည်းမစောတော့ဘူးဆိုတော့ရွာပြန်ကြတာပေါ့ ။ကဲတို့ရီစားလိုက်ကြပါမလား။ Okay လေစားကြတာပေါ့။အနောက်တော့ရွာလေးကဘိုးတော်တို့ကလာသားတတိုက်ကအိမ်ပြတ်ဖို့လိုတဲ့ပစ္စည်းတွေတင်လာပြီးအပြိုကြီးဒေါလုံးတိန်တို့တတိုက်လေအိုးရီဘလုံးနေနဲ့ချက်ပြုတ်ဖို့အတွက်ရောက်လာခဲ့ကြတာပါ။ကဲဖိုးတို့ရီချက်ဖို့ပြုတ်ဖို့အတွက်စားလိုက်ကြရအောင်။ဟုတ်ကဲ့ပါမိုင်းလုံးတင်။တားတို့ကဘာကူပြရမလဲ။အင်းအရင်ဆုံးတော့ချက်တော်မြူခွာထားပြီးပြီးတော့အာလူးတွေခွာမယ်။ ပြီးရင်ငပိန်နဲ့တုပ်ပေါ်ကတကြီးအိမ်မှာခွက်ဒီပကံနေသွားငားခဲ့ပြီဟုတ်ကဲ့ပါမိုင်းလုံးတင်သားတို့ခုပဲသွားလိုက်ပါမယ်လာတော့ပေါ့သွားကြရအောင်ဖိုးတော်တို့ကလာသားတတိုင်ကအိမ်ကိုစပြတ်တော်လာဖိုးတော်ဟာကွက်ပြစ်မှာထိုင်ရင်းနဲ့ပီတိတွေဖြာနေတဲ့ဖွားမြိုင်ကိုမေးလိုက်တယ်ဖွားမြိုင်အိမ်ထဲမှာယူစရာပစ္စည်းဘာမှမကြံတော့ဘူးမဟုတ်လားဗျအေးကွဖွားမြိုင်ပစ္စည်းတွေကတိတ်မရှိတော့ယူသင့်တယ်လို့ယူထားပြီးပြီကွ ဟုတ်ကဲ့ပါဖွားမြိုင်။တနီမင်းအထဲသွားကြည့်ရင်ဘာတွေ့တယ်လဲ။အထဲမှာဘာမှတော့မရှိတော့ဘူးဟ။ Okay okay ဒါလို့ဆိုလဲစဖြတ်ကြတာပေါ့။အိမ်နောက်တော့အကုန်လုံးကတက်ညင်လက်ညင်ဖြတ်ကြတော့တယ်။ခနာကြောင်မှာတော့တကြီးကထရင်တစ်ချက်ကိုတန်းပြီးတော့ရောက်လာခဲ့တာပါ။ဒေါလုံးတင်ကဟဲ့မောင်တာတင်တို့တကြီးကိုကိုလိုက်ကြမှာဝင်ကွ့မမြင်မကန်းနဲ့လဲကုန်တော့မှာပဲ။ဒီလိုနဲ့တာတင်လဲ တကြီးကိုကူပေးလိုက်တော့တယ်။တကြီးကကဲလုံးနေတော့ဘွယ်ဘာလို့လိုအပ်တယ်လဲ။ဘာမှမလိုအပ်တော့ဘူးတကြီးရဲ့။တကြီးပြီးခဲ့တဲ့ငွေတွေနဲ့ချက်ဖို့ပြုတ်ဖို့အကုန်ဝယ်ထားပြီးပြီ။အေးကွယ်အရှင်ပြေရင်တော့ဟုတ်ပြီ။ဘိုးတော်လိုရောဘာလိုအပ်တယ်လဲ။ဘာမှမလိုတော့ပါဘူးဗျ။ဟုတ်ပြီဟုတ်ပြီ။ကဲမဖို့တူတော့ဒီတစ်ခေါက်လည်းမင်းတို့ဘွယ်ကကုသိုလ်ကောင်းမှုအကြီးကြီးလုပ်လိုက်တာပဲ။ကျုပ်တို့ရွာထဲမှာခုလိုတိတက်ပြီးလိမ္မာအေးချရှိတဲ့ကလေးတွေရှိတာ။ ုပ်တော့ခွန်ယူရဲဗျာအနောက်တော့အနားမှာရှိနေတဲ့သူတွေအကုန်လုံးကတကြီးစကားကိုထောက်ခံကြတော့တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီအချိန်မှာပဲငပိန်နဲ့တုပ်ပေါ်ကလေချင်းနဲ့ထဲသားတွေပကံတွေကိုဝါတမ်းမိုးနဲ့တန်းပြီးတော့ပြေးရောက်လာခဲ့တာပါဦးသက်ကြီးတို့ဘာလို့ပြောနေကြရလဲတားတော့လည်းမဆောင်ဩအေးပါကွာကျုပ်ကမင်းတို့လေးတွေကိုချီးကျူးနေရပါဟီဟီဩ လို့လားဟင်ဟင်ကိုပြစ်ပေါ်မှာထိုင်နေရဲ့ဖွားမြိုင်ကလေးကျုပ်ပေါ်တိတက်ပြီးရဲ့ဖိုးတူတို့အဖွဲနဲ့ရွာသူရွာသားအားလုံးကိုကျုပ်ကကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အသက်ကြီးရဲ့နောက်ပိုင်းလေလုံုံနဲ့အလီနဲ့နေတိုင်းရမယ်ဆိုပြီးတကားမှအဆင်မကူးခဲ့ဘူးပါဘူးခုလိုဝိုင်းဝန်းပြီးတော့ကုညီပေးကြလို့အကုန်လုံးကိုကျေးဇူးတင်ပါတယ်ကွယ်ဟမ်ဖွားမြိုင်ဘာလို့ငိုနေရလဲဝမ်းသာလို့ပါမြည်လေးရယ်ဝမ်းသာလို့ပါ ။အော်ဘဘကလည်းဝမ်းသာရင်မငိုပါနဲ့ပျော်ပျော်လေးနေနော်။စမိုင်းဟိဒလုံနဲ့အကုန်လုံးကပျော်ပျော်ရွှင်ရွှင်နဲ့အိမ်မြုပ်ပြေနေကြရင်ဇလန်းလေးလေးပြီးဆုံးသွားခဲ့တော်တယ်။